အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတဦးအားပြန်ပေးဆွဲခဲ့သည်ဟုသတင်းတွေထွက်ပေါ်လာသည့်အပေါ်ဘိုးနဂါဘက်ကပြန်လည်ဖြေရှင်းလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဘိုးမနမရေရောပေါ့နော်ကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲဆိုရင်ရှင်းလင်းတင်ပြချင်တာလေးကျွန်တော်အနေနဲ့ရှိပါတယ်ဗျာနော်ဒါလေးကဟိုကျွန်တော်တို့ကဒီကအမအကြီးတစ်ခုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့မရှင်းလင်းမဲနဲ့ငုံခံနေခဲ့ရင်လေဒါကျွန်တော်တို့ကလောက်ထားတဲ့ပုံစံမျိုးလိုလိုပေါ့ဗျာနော်အဲ ဘယ်လိုဖြစ်လဲဆိုတော့လွန်ခဲ့တဲ့3ရက်လောက်ကဖြစ်မယ်ထင်တယ်ဗျ။2ရက်လောက်ကလား3ရက်လောက်ကလားကျွန်တော်လည်းရက်ဒီကတော့ကျွန်တော်အနည်းငယ်မသိပါဘူးဗျာနော်။ဒီကျွန်တော်တို့ခိုင်းတိုင်းဆောင်းလင်းမှုနဲ့တယ်မှာပေါ့နော်။ညမာယာစီညမာယာစီကျင်းလိစီမံကိန်းပေါ့နော်။ညမာယာစီကျင်းလိစီမံကိန်းမှာကျွန်တော်တို့ယာစီကျင်းလိစီမံကိန်းဆိုတော့အရင်ကပေါ့အရင်ကဟိုစခြေတကယ်တာတော့အမှတ်တကြီးလိစီမံကိန်းပေါ့နော်။အမီဝမ်ပေါ့အမီဝမ်ကနေမှာ MCC ပေါ့။ MCC ကနေမှာနောက်ပိုင်းညမာယာစီပေါ့နော်။အဲ့လိုနဲ့ပဲသူတို့ဒါကွန်မတီတွေကုပြောင်းလုပ်ကန်ကြခဲ့တာရှိတယ်ဗျ။အဲ့လိုရှိတဲ့အချိန်မှာဒီရန်စီကျင်းလိစီမံကိန်းဆိုတာကကျွန်တော်တို့လုပ်ွက်ဆိုတာလည်းလုပ်ွက်တတ်တတ်ရှိတယ်ဗျာနော်။ အဲ့အဲ့တဲမှာဒီမိုင်းမြို့ဆိုတာလေးရှိတယ်ဗျာနော်မိုင်းမြို့ဆိုတာလုံသားမြို့လေးပေါ့နော်အဲ့တဲမှာလေးကျွန်တော်တို့အရင်ခေတ်ဆက်ဆက်ကနော်နိုင်ငံတော်ဝင်ထားဆောင်ခဲ့ကြတဲ့ဟိုဝန်ထမ်းကောင်းတွေလည်းရှိတယ်ဗျာနော်ဟိုနာမည်ဆုံးတဲ့တွန်ကြတဲ့ဝန်ထမ်းတွေလည်းရှိပါတယ်ဗျာနော်အဲ့တဲမှာပေါ့နော်ဒါလူမျိုးပေါင်းပေါ့တိုင်းသားပေါင်းစုံပေါ့နော်နေထိုင်ကြတဲ့မြို့လေးတစ်မြို့ပေါ့ဗျာနော်အဲအခုကဘယ်လိုဖြစ်လဲဆိုတော့ဗျာနော်ဟိုတနေ့ကကျွန်တော်ကကျွန်တော်ညီလေးတယောက်နဲ့ကျွန်တော်ရေတိုကျိုးဘက်ကိုခီးသွားတယ်ဗျာခီးသွားတဲ့အချိန်မှာကျွန်တော်တို့အဲ့မှာကျွန်တော်စလင်းမျိုးရဲ့နောက်ဖက်နားမှာကျွန်တော်တို့ဒီရင်မဖြစ်ခရိုင်ပေါ့နော်ကွက်ကဲကြီးပေါ့ခရိုင်တိုင်း28ဟိုပေါ့ဒါမဆိုင်ပေါ့ဆရာတော်ပေါ့နော်ကျွန်တော်နေနေတော့နှုတ်ကြိုးနေပါရင်နော်ကျွန်တော်နေနေတော့ဆရာတော်လို့ပဲကျွန်တော်တို့ လီဒေါ်လာကြီးစားလေးကနေနဲ့ဆရာတော်လို့ပဲသုံးလုံးခဲ့တာပေါ့နော်ဒီနေ့ဒီမှာလည်းဆရာတော်ပဲပေါ့နော်အဲသူကဒီခိုင်ကိုကိုကြီးဖြစ်သွားတဲ့အချိန်မှာအဲ့မှာကျွန်တော်နဲ့မင်းရှင်းဆိုင်ဆိုင်ကနေတွေ့တယ်ဗျကျွန်တော်ဆိုင်ကနေသူကကားနဲ့ပေါ့သူမှလည်းရဲဘော်တွေပါတယ်ကျွန်တော်ကညီကိုနှစ်ယောက်ပေါ့အဲ့နဲ့အဲဖုံးဖုံးမကြွလို့ဘုရားလို့ကျွန်တော်နေနဲ့နှုတ်ဆက်တာရှိတယ်ဗျနှုတ်ဆက်တဲ့အချိန်မှာအဲဆရာတော်ဖះကလည်းသူကအေးမေးပဲကောင်းလို့လုံးနဲ့မင်းကငါမေးတာရှိတယ်ပေါ့နော်ဒါမှလည်းဒါမှလည်းဆရာတော်ဗျဒီမှာဘုရားလို့တပည့်တော်ကမေးပါဗျာလို့ဘာကြောင့်ရသိကြလို့လုံးလို့မေးတဲ့ခါကျတော့ဒီရန်စီဝင်ရန်စီကျင်းဒီစီမံကိန်းကဝန်ထမ်းနှုတ်နဲ့ကားတစ်စီးဝူးနဲ့မင်းမှန်သွားတယ်လို့ကြားတယ်ဟဲ့တဲ့နော် အဲ့လိုပြောတဲ့ချိန်မှာဖုန်ဖုန်တို့အဲ့ကိစ္စကဘယ်နေရာမှာဖြစ်တာတုံးဆိုတော့ဒီရန်စီချင်းလေးစီမံကိန်းရဲ့အရှင်တန်းလေးဖောင်းကမ်းနားမှာဖြစ်သွားတယ်တဲ့အဲ့ကိစ္စမင်းလိုပါတယ်လို့ကြားတယ်တဲ့နော်ဒီဓမ္မဆိုင်ဆရာတော်ကနေမှာကျွန်တော်လာပြောတာရှိတယ်အဲ့မှာဖုန်ဖုန်အဲ့တမိုင်ကိုတပီတော့မရေးဘူးအဲ့လိုတပီတော့မလို့ဘူးတပီတော့မတည်ဘူးနော်အဲ့ကျွန်တော်နေနေတော့တမိဦးချဘယ်လိုနေပြောသွားပြီးတော့ကြာကျွန်တော်ခီးကျွန်တော်ဆက်ခဲ့တာဗောနော်ကျွန်တော်စကီကိုကျွန်တော်ဆက်နေတဲ့ချိန်မှာဆာလင်းကြီးမြို့ရဲ့တောင်တန်းလေးမှာကျွန်တော်ဆယ်မိနစ်လောက်ဆိုင်ခဲ့မောင်းတဲ့ချိန်မှာကျွန်တော်ဒီဟိုဒေါ်လာကြီးညီကိုတယောက်ဗောနော်ဒီဂျမားချုံနှန်းဝင်းကျင်ကညီကိုတယောက်ဗောသူလည်းစီရီယံဝန်ထမ်းတယောက်ဗောသူလည်းဒေါ်လာကြီးကိုဒီဆိုင်မှာမှလုပ်နေတဲ့လူတယောက်ကနေမှကျွန်တော်ဒီဖုန်းဝင်လာတယ်ကိုသူကသာရေးရေးတယ်ကျွန်တော် 我跟你讲的呀，这我骗那些那些来骗吧的，懵懵零零摸的喏，听到没钱嘛的，啊，你都没法管，糊我糊涂，在那边看我办的，挂皮露露我知道，要是真的是嘛的呀，我都没问那样了，搞得就我怕咋来路。跟你讲的呀的，他好几年的呀路，一大车来挂路，不都其他东西啊？我对着一个板子马上出来接了，就那碰上八卦装着来接了，碰上假货来接，假货来钱嘛的，就就那废旧就那拆开的，拆开的钱嘛，就那，就那留下废旧的钱嘛，碰百万的，就那东西也把我办卡比较，还可以用的点钱嘛，就那有色在那的，一就那有天然木的，当然有有就那红色别的。 အဲ့ပို့ဆက်တဲ့ချိန်မှာသူကပြောတော့ကကျတော့အခုအလိုလိုဂျင်းကြားနေရတယ်အခုလောက်တာလို့ကြားတယ်နော်အေးဟုတ်ပြီညီလေးအဲ့ကြတော့အဖတ်ခံရတဲ့ခိုင်ခိုင်ရှင်ညီလေးသိလားသွားအခုကျွန်တော်နေနေနေသိတယ်ကျွန်တော်ခုနကမက်ဆေ့ပို့လိုက်မယ်အေးဟုတ်ပြီအဲ့နဲ့ကျွန်တော်ကလည်းဒီအဖတ်ခံလိုက်ရတဲ့ဒီအလို့သမီးနှစ်ယောက်ကြီးဟာကွန်တက်ကိုကျွန်တော်ယူလိုက်တယ်ယူလိုက်တဲ့ချိန်မှာကျွန်တော်ဖုန်းဆက်တယ်ဖုန်းဆက်တဲ့ချိန်မှာအခုဒီလိုလိုကျွန်တော်သူ့ဘာသာပါကျွန်တော်နာမည်ရအောင်ထိုက်ပါနော်ဟိုအခုအမျိုးသမီးနောက်အခုတို့အမျိုးသမီးနဲ့အဖေတယောက်ကိုဆွဲသွားတာကျွန်တော်တို့ကြားနေရတာအခုကတော့အဲ့ဒီစားကျွန်တော်မလို့ဘူးနော်ကျွန်တော်ကဘီယန်နိုင်တိုင်းတဲ့ဘက်မှာကျွန်တော်နိုင်ငံထမ်းဆောင်နေတဲ့လူကြောက်ဖြစ်တယ်နော် ကျွန်တော်တို့ကျွန်တော်တို့ဘီယာနိုင်မှာမူဝါဒရှိတယ်နော်ကျွန်တော်တို့စီမင်းစည်းကမ်းရှိတယ်နော်ပြည်သူဘိုးပြုတ်ပြီးတော့ကျွန်တော်တို့ရေးဆွဲထားတဲ့ဥပဒေမူကြမ်းရှိတယ်နော်ကျွန်တော်တို့အရန်ကာရောအဲ့ဒါမျိုးလုပ်လို့မရဘူးနော်ဒီဘက်သူစီဒီယန်လုပ်တည်ဖြစ်စေမလုပ်တည်ဖြစ်စေကျွန်တော်တို့အဲ့ဒါတွေကိုလုပ်လို့မရဘူးနော်အဲ့မှာဘာဖြစ်လဲလဲဆိုတော့ကျွန်တော်တို့မှာကနော်စစ်ကောင်စီကိုပြင်မှတ်ထားရင်စစ်ကောင်စီရဲ့မိသားစုဝင်တွေကိုကျွန်တော်တို့မှာဆေးပြင်မှတ်တယ်ကျွန်တော်တို့မှာထားလို့မရဘူးနော်ချိန်မှမကောင်းရင်ချိန်မှောက်ပဲကျွန်တော်တို့ဖျက်ရမယ်နော်ကျွန်တော်အဲ့ဒီစားလို့လည်းပြောပြတယ်အခုအမျိုးသမီးကိုကျွန်တော်မဖမ်းဘူးနော်အဲ့ကြတော့အခုအနေနဲ့ကျွန်တော်ကြောင့်မလို့လို့ပြောနိုင်တာလို့ဆိုတော့ သူပြန်ပြောတဲ့စကားကကျွန်တော်စီမှာလည်းအသာဖိုင်နေရှိပါတယ်ဒါကကြတော့ तू ကဒီချင်းစီမှာငိုင်းထဲမှာနေတဲ့ကသူ့မှာမိရတာကိုကြောက်ရတဲ့အတွက်ကျွန်တော်ဘာပဲမှာတော့ဒါနာမည်နဲ့တော့ကျွန်တော်ချမှတ်ပြတော့ပါဘူးဗျာနော်ဟိုချပြန်ရလေကျွန်တော်ကြောင့်အရသာတီသူထိခိုက်သွားမှာလေကျွန်တော်ဒါဆိုရည်နေဗျာနော်အဲသူနဲ့ကျွန်တော်နဲ့ပြောထားတဲ့အသာဖိုင်ရှိတယ်ကျွန်တော်ဒီမှာနော်ပြော तू ကဘာပြောလဲဆိုတာညီလေးမင်းကဒီနားမှာရှိတယ်နော်ဟိုဘာလို့မှဒီမိုင်းနဲ့ဝန်ထမ်းနေပေါ့နော်ဝန်ထမ်းနေဆိုတော့ဝန်တော်များများတော့အချို့ကတော့စီဒီယံလုထထားကြတယ်ပေါ့နော်တချို့ကစီဒီယံမလုဘူးပေါ့နော်မင်းကအဲ့လိုပေါ့မလုဘူးလို့ပြောတတ်နိုင်တယ်မကမင်းကူညီပေးတယ်လို့ကြားလို့မင်းဖုန်းနံပါတ်ကိုကိုတို့ကစုံစမ်းတာအဲ့စုံစမ်းတာကနေမှမင်းဖမ်းနေဆိုတာတရင်ဟောပြစ်သွားတာနော် ်အဲဟုတ်ပြီအခုအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေနေတော့တောင်းဝင်မှုတောင်းခံမှုပြေဝါရှိတယ်နော်တကယ်လို့မှအခုတို့မှအစီအမပြေဘူးဆိုရင်လည်းကျွန်တော်တိုင်းရက်တက်ဖွဲ့ကကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီးကိုကျွန်တော်လောက်တာပါဆိုပြီးတော့ data ချက်လိုက်နဲ့တိုင်းချပိုင်ခွင့်ရှိတယ်နော်ကျွန်တော်ပြောပြတယ်ပြောပြတဲ့ချိန်မှာညီလေးတဲ့မင်းချောင်းဟူတဲ့အခုဥမာချိတ်ကတည်တည်တယ်ကျွန်တော်ကရင်တော့လည်းဖိဆိုင်မရှင်ပြောက်ပါဗျာနော်ဒါကျွန်တော်ပါဆင်လေးနဲ့ထက်ပြောပြသည်ကျွန်တော်ကရာစီချင်းဒီစီမံကိန်းပေးနာလေးကရွာလေးရပါဗျာငါနေမယ်တော့ကျွန်တော်ကျွန်တော်ရဲ့ရိုက်ပါလုံးညုံကြီးအတွက်ကျွန်တော်ထည့်ပြီးပြောပြရရစီနေဗျာနော်အဲအဲ့မှာမင်းကြောင့်ကိုသိတယ်မင်းမလို့ဘူးဆိုတာနော်ဒီကိစ္စတွေကိုမင်းဝင်အောင်မချုပ်ဖက်ဘူးဆိုတာလည်းသိတယ်နော်အေးဟုတ်ပြီအခုအဲ့ဒါဆိုလည်းအဲ့လိုပြောပြတဲ့အတွက်ကျေးဇူးပါတယ်ပေါ့နော် အဲ့ဒါနဲ့ကျွန်တော်ကနောက်ရက်ကိုကျွန်တော်ကပြန်လာတယ်ဗျခီးရကျွန်တော်ရေစကြိုဘက်ကိုခီးသွားတာပါဗျာတညကြီးကျွန်တော်တို့ဒီဟွာပေါ့စောင်းသားရေစကြိုပေါ့ဟွာပေါ့ကျွန်တော်တို့ရမားမိတ်ပေါ့ဘူးရောင်မောင်းပေါ့နော်ကျွန်တော်ဘူးရောင်မောင်းလဲစကားမပြောတာကြားလိုက်တယ်ညီကိုတွေစကားပြောအောင်တညတော့အိတ်လိုက်ပါဆိုတော့ကျွန်တော်တို့ညအိတ်လိုက်တယ်ဗျအဲ့ဒီတဲ့ချိန်မှာကျွန်တော်ပြန်လာတယ်ပြန်လာတဲ့ချိန်မှာကျွန်တော် internet line ဖွင့်ကြည့်လိုက်တဲ့ချိန်မှာဒီကိစ္စ public ကိုတက်လာတယ်ဗျဟို public ကိုတက်လာတဲ့ခါကျတော့ဒီ account တစ်ခုကကျွန်တော်ဒီကိစ္စကိုနင်းထားတယ်ဗျဟိုအဲ့ဒါလေးကိုတော့ခဏလေးနားထောင်ပေးပါကျွန်တော်ဖတ်ပြပါမယ်ဗျဟုတ်ကဲ့ဗျမြန်မာဖက်ကန်ကနေဆလင်းကြီးဝမ်မောင်ဝန်တန်းရဲ့အမျိုးသမီးနှုတ်ဦးနဲ့ကားတစ်စီးတဲ့တော်လိုင်းရဲ့ရဲရဲတော့လူမဆရာကြီးဒီကိုတော့သူ့ဘာသာမှာပြန်ပြီးဆွဲငွေတဲ့3000နဲ့3000တောင်းရ ငါမောင်ဝန်သားများကြီးဇနီးရဲ့မျိုးသမီးနှစ်ဦးမှာတဲ့ပြန်မေးဆွဲသူတကိုယ်တော်သူ့ဘာသာစာလက်ထဲမှာသိန်း900ရပေးကပြန်လွတ်လာပြီးကားချံငယ်တွေကြောင့်သိရပါတယ်တဲ့နော်လူနှစ်ဦးပြန်မေးငွေဖုန်းဖွင့်လိုက်လူနှစ်ဦးပြန်မေးငွေသိန်း900ဖြစ်ရေးတဲ့ကားတဲ့ကားအပြန်မပေးသေးပဲတဲ့ကားအတွက်သိန်း900တဲ့ထပ်တောင်းထပ်တောင်းနေတဲ့ကြောင့်လည်းသိထားရပါတယ်တဲ့အဲ့အကောင်လေးကနောက်ထပ်သူကဟွာပေါ့ဗျာကျွန်တော်တို့ငငယ်ပြောအောင်မှာရှင်တော်တရားလေးဆိုကကြည့်ရတယ်လို့ပဲပေါ့နော်စကားလေးကိုပေါ်ပါဟွာကောင်းကင်လေးတော့ပြသွားပြီးတော့ပိုင်းမုံတော့ပြသွားပြီးတော့ပြီးစည်းအောင်လုံးမထားခဲ့မနဲ့သူကနောက်ဆက်သွင်းလေးတွေရှိသေးတယ်ဗျာကျွန်တော်အကြောင်းတရားလေးတွေကိုဆက်လက်ဖော်ပြပါဦးမိပေါ့နော်အဲ့အကောင်လေးက အဲ့လိုနေတင်းသွားတာရှိတယ်ဗျာနော်အဲ့ကိစ္စနဲ့ကျွန်တော်နိုင်မော်ဒယ်လာချင်းဖြစ်တယ်ကျွန်တော်တို့နိုင်ကလာ9နှစ်ရှိပြီကျွန်တော်ဟိုလိုင်းကွန်တာတွေပါလေကျွန်တော်တိတ်တော့အချင်းတော်မရှိဘူးဗျာနော်ဟိုသမုန်းလုံးကလည်းမရှိဘူးဒါဒီကိစ္စဖြစ်ရှင်းမှရမယ်ဆိုပြီးတော့ကျွန်တော်မှာကကျွန်တော်ပါစင်နယ်အတွက်ပါစင်နယ်ထက်ကျွန်တော်တိုင်ရက်ဖွဲ့ရဲ့ဂုဏ်သိက္ခာရှိတယ်ဗျာနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဘယ်လိုရည်တည်နေရတယ်ဆိုတာလေဒါကျွန်တော်တို့မြေပြင်ကမိဘပြည်သူတွေအတီးလုံးဖြစ်မှာဗျာနော်ဒါကကျွန်တော်ကျွန်တော်တိုင်ရက်ဖွဲ့ရဲ့နေလေအများကြီးတက်ဆိုင်သွားပြီဗျာနော်ကျွန်တော်တို့မှာမူဝါဒရှိတယ်စီမင်းစခန်းရှိတယ် နော်ကျွန်တော်တို့မူဝါဒကကျွန်တော်တို့အတွက်ကျွန်တော်တို့တိုင်ရေးတပ်ဖွဲ့အတွက်ယူရေးဆွဲထားတဲ့မူဝါဒမဟုတ်ပါဘူးဗျပြည်သူဘိုးဘိုးပြုပြီးတော့ရေးဆွဲထားတဲ့မူဝါဒပါဒီအရိုးကျွန်တော်တို့ဘိုးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားရရဲ့ရှိတယ်နော်ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းခြားအလားပိုင်းခြားလောက်ကလည်းကျွန်တော်တို့ဒါပြည်သူအတွက်ပေါ့နော်ကျွန်တော်တို့လိုအပ်မဲ့ထင်လို့မှုကျွန်တော်တို့ထုတ်ပြန်ခဲ့တာရှိတယ်ကျွန်မကြီးဝန်ထမ်းနဲ့စီလီယံဝန်ထမ်းကိုကျွန်တော်တို့ဟိုရှော့ပေါ်ပေးရမယ်ဆိုတဲ့ကိစ္စတွေနော်အဲအဲ့ဟာတွေကိုလည်းကျွန်တော်တို့ဘိုးသတင်းမှန်ပြန်ကြားရေးကနေမှကျွန်တော်တို့ထုတ်ပြန်ထားတာရှိတယ်ဒါလည်းကျွန်တော်တို့လိုအပ်မဲ့ထင်လို့ကျွန်တော်တို့လူမယ်ကလေးတွေပညာရေးအတွက်ကျွန်တော်တို့အရသာပြည်သူတွေကျမ်းမာရေးအတွက်နော်ကျွန်တော်တို့အရာတွေထုတ်ပြန်ထားတာရှိတယ် နောက်ပြီးကျွန်တော်တို့တခုထုတ်ပြန်ထားတာကျွန်တော်မှတ်ပြီးတဲ့နောက်ကပြောရမယ်ဆိုတော့မူကျန်းနေရများတဲ့ခါကျတော့ဒီကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ဒီစစ်ကောင်စီရဲ့မိမာဒီဖြစ်စီမိဘဖြစ်စီတာသမီဖြစ်စီကျွန်တော်တို့စီရေးပြတ်မှတ်တဲ့ကျွန်တော်တို့စီရေးပြတ်မှတ်ပြီးအသုံးချလို့မရဘူးဗျအဲအဲ့လိုလုံးအသုံးချပါမှဆိုရင်လည်းမြန်မာပြည်ကလူကြံတော့မှမဟုတ်ပါဘူးဗျဒီစစ်ကောင်စီဆိုတာကလည်းမိဘပြည်သူကပေါက်ပွားလာတဲ့စစ်ကောင်စီဗျပြူစော်ထီးဆိုတဲ့ကောင်ကလည်းမိဘပြည်သူကကျွန်တော်တို့ဗမာမိဘပြည်သူကပေါက်ပွားလာတဲ့ပြူစော်ထီးဗျနော်နော်အဲအဲ့အတွက်ကျွန်တော်တို့မာမူဝါဒရှိတယ်ကျွန်တော်တို့ပြောပြချင်တာကနော် ဟိုကျွန်တော်တို့အရန်ကာရောဘယ်တော့မှလွတ်လွတ်စပယ်မလို့ဟုဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဒါဟို online မှာမရှိတဲ့ရာသမီပြပြည်သူတွေကျွန်တော်တိအောင်ပြောကျင်တယ်ကျွန်တော်ဒီ like ကလေးရနေမှာအမတ်တကြီးနေစီမံကိမာနေထိုင်ရတဲ့ CDM လုပ်တဲ့ဝန်ထမ်းတွေလုပ်တဲ့ဝန်ထမ်းတွေကိုလည်းကျွန်တော်ဒီနေရာနေမှာသတိပေးစကားပြောကျင်တယ်ကျွန်တော်ဘာအထူးပြောကျင်လဲဆိုတော့ကအခုကကကျွန်တော်ပြောပြမယ်ကျွန်တော်တိုင်းပြည်ဆိုးဘက်ကိုသွားနေတယ်လက်နဲ့ဒီလူတွေလူတိုင်းလက်ထဲမှာရှိတယ်သွားသတိဒါသတိရှိကြဖို့ရကျွန်တော်မှာကျင်တယ်တော်လိုင်းကြီးခေါင်းစဉ်တက်ပြီးတော့တော့ကြောင့်နေလက်ခမောက်ခတ်နေတာရမ်းများတယ်နော်များတယ်ဆိုတာကကျွန်တော်တို့ဒီကျွန်တော်တို့အဲရန်စီကျင်းနေစီမံကိနာပတ်ဝန်းကျင်မှာတင်းဒူးဆိုင်မှုတော့ အခင်းတော်တော်များများဖြစ်တယ်ဗျာနော်ဒါကိုကျွန်တော်သတိပေးခြင်းနဲ့နော်သတိပေးခြင်းနဲ့ဆိုတာကဒီကျွန်တော်တို့မြန်မာရစီကျင်းဒီစီမံကိန်းထဲမှာဝင်းလေးတွေကလည်းကျွန်တော်တိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံပဲနော်နော်လူမျိုးပေါင်းစုံပဲကျွန်တော်တို့ပြည်သူတွေပဲနော်ပြည်သူတွေပဲတချို့မှမိသားစုဆောင်ဝင်နေကြစီတံမလောက်ထားတဲ့ဝန်ထမ်းတွေရှိရှိမဲ့နော်တော်တော်များများလေးလောက်ထားတာကျွန်တော်သိတာကတော့ကတော့ရှိတယ်ဗျာနော်အမကျွန်တော်ဒါအဲ့ဒါလေးကိုကျွန်တော်ရှင်းပြခြင်းနဲ့တော့အခုကကျွန်တော်တို့မှာကတရားဥပဒေစိုးမိုးမှုဆိုရလဲဘာမှမရှိဘူး။နောက်ပြီးကျွန်တော်ပြောမယ်ဗျာကျွန်တော်တို့မြေအွန်လိုင်းကိုမကြိုက်လို့မို့ကျွန်တော်တို့ကျွန်တော်တို့မြေအွန်တော့မစော်ကားဘူးဗျာကျွန်တော်က ဟိုဒီနေရာမှာကျွန်တော်စကားလေးတစ်ခုတော့ကျွန်တော်ပြောလိုက်အောင်ပဲဗျာဟိုကျွန်တော်တို့ဗီယန်နာရဲ့ဟိုဥက္ကဋ္ဌကြီးကြီးရဲ့လက်သုံးစကားလေးဟိုကော်ပီလေးတစ်ခုတော့ကျွန်တော်ယူသုံးမယ်ဗျာနော်ကျွန်တော်တက်တယ်ပဲပြောမယ်အင်းဗီယန်နာရဲ့ဥက္ကဋ္ဌကြီးကတက်တယ်ပဲပြောမယ်သူ့ဘာသာတော့တက်ပဲပြောမယ်ဗျာနော်နော်ကျွန်တော်တို့မရောက်နိုင်ဘူးမကြိုက်လို့မို့ကျွန်တော်တို့ကျွန်တော်တို့ခိုင်ယူချက်တွေကျွန်တော်တို့ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဘယ်သူမှမင်းတို့တော်လိုင်းလေးလုပ်ပါလို့မခိုင်ဘူးကျွန်တော်တို့ကကျွန်တော်တို့ဖောက်ထွက်ခဲ့ကြတယ်လုပ်ခဲ့ကြတယ်နော်နေရာဒေသတွေဆုံးမမှုတွေရခဲ့ကြတယ်အောင်မြင်မှုတွေရခဲ့ကြတယ်ဘယ်မှာတို့တရားကြီးမှန်းလိုက်ကျွန်တော်တို့မှချက်တာပါဘယ်မှာတို့ငူဝါဒတွေကနော်ပြည်သူအတွက်ပြည်သူအိုးရဲ့အသိစိတ်တွေကိုဘယ်လိုကာကွယ်မယ်ဆိုတဲ့နော် ဟိုတယောက်ဦးတွေဆောင်းရှောင်းမှုဆိုတာဘယ်မှာလဲပေါ့ဗျာနော်တခါလေကျွန်တော်တွေ့ကြည့်တယ်ဗျမင်းအွန်လိုင်းကိုမကြိုက်လို့မို့ကျွန်တော်တို့ကိုကျွန်တော်တို့နဲ့ရတားပြည်သူကိုအစိုးရလှုပ်ချင်တဲ့ဂုဏ်ရရှိလူချင်းမင်းတွေထားပါတော့ပေါ့ဗျာသူတို့ကဘာတွေနဲ့သွားသူနေလဲဆိုတော့ကျွန်တော်ငငယ်လောက်ကထင်တယ်ဗျပတ်စင်လေးခုထည့်ပြောပါအောင်မယ်စနေသားစနေနဲ့သားလောက်ကထင်မယ်ဗျာနော်သားဖာနေအောင်နဲ့ငငယ်ချင်းနေအောင်နဲ့ဇေတောက်ကြတာပေါ့ဗျာကြီးတန်းပေါ့နော်ဇေတောက်ကြတာလက်တော့ကုန်တော့တာပေါ့ဗျာလက်တော့ကုန်မြို့ဒီမှာဆိုတော့ပကင်ကုန်ပေါ့ဗျာနော်လေပေတောက်ကြတော့ပေါ့ငွေကြီးတန်းပေါ့နော်ပြီးမှလည်းပွဲကြီးတစ်ပြည့်သက်ကကြီးကောင်တာနဲ့ကြီးနေတာသားဖာနေအောင်ကတစ်ပွဲလဲရှုံနှစ်ပွဲလဲရှုံသုံးပွဲလဲရှုံ ဖေရသိမ့်မကြည့်ဘူးသားလေးမန်းလိုက်မဲလိုက်ပေါ့နော်ဖေနဲ့သားနဲ့ကတစ်ဖက်တငယ်ချင်းတစ်ယောက်ကတစ်ဖက်နိုင်နေတာတငယ်ချင်းတစ်ယောက်အဲ့မှာဘာသာဖြစ်လဲဆိုတော့ဖေရကနေမှသားလေးကိုငါသားခုစဲအဲ့ရောက်မင်းခုစဲကိုထုတ်လိုက်ခုစဲကိုဘာလို့လိုက်ဦးစဲကိုဆက်လိုက်ရိုက်ပေါ့ယူလိုက်ပေါ့နော်ဘယ်လိုလုပ်လိုက်ပေါ့နော်ဒီလိုပဲတကြီးကြီးခိုင်းနေတဲ့ခါကျတော့ကလေးကရှုံးလဲရှုံးနားလဲညိတာတဲ့ခါကျတော့လက်တော့ခုဆိုတာကတော့ကျွန်တော်တို့ဒီလိုတောက်တယ်မျိုးကိုဗျကလေးကအဲ့လိုမတောက်ဖက်နဲ့လက်တော့ခုလက်ဖက်နှောင်းနဲ့လက်ကြားတိုက်ချိုက်ပြဝေါခနဲ့ဆိုတော့အဲ့မှာ ဖေကသားလေးကိုလူကြားထဲမှာငေါက်ပါလေရောမအေးလို့ပေါ့ကြိုးကကြောင်နဲ့ဘလူကောင်သားမျိုးမှမသိဘူးပေါ့နော်အဲ့မှာပြန်ပြောလိုက်တဲ့သားလေးကလည်းဖေကိုပြန်ပြောလိုက်တဲ့စကားလေးတစ်ခုကလည်းမှတ်သားလောက်တယ်ဗျမိလူကြားလေးအဲ့ပေါ့ဝက်ကြီးပိသက်ရှားထဲမှာပေါ့ဖေကငေါက်တာကကြိုးကကြောင်နဲ့ဘလူကောင်သားမျိုးကြောင်မှမသိဘူးပေါ့နော်သားကလည်းပြန်ပြောလိုက်တဲ့စကားတစ်ခွန်းကမွေးထားတဲ့ကောင်လေးတခြားကြည့်အောင်နဲ့နော်ဟိုအဲ့စကားလေးမိသူစကားပြေးဖွင့်ကြည့်ပါဗျအဲ့စကားလေးနော်ကျွန်တော်တို့အသက်တွေဘွားတွေရင်းနှီးမြှုပ်နှံပြီးတော့ကြတော့နော်ကျွန်တော်တို့ထန့်နေပေးလိုက်တဲ့ဟိုထားပါတော့ဗျကိုသေးရှိလူကြီးမင်းတွေကနော် မိမာတို့များမူတို့ရဲ့ဘူဝါဒတွေနော်တရားဥတွေစုံမမှုတွေပေါ့ဗျာနော်ဒီကိစ္စတွေဖြစ်ဖြစ်နေတာတွေကကျွန်တော်တို့ကျွန်တော်တို့မှာဗျာအတိုက်ခံနေရမ်းရတယ်ကျွန်တော်တို့မှာရန်သူပတ်လေဝိုင်းနေတယ်နော်ကျွန်တော်တို့ဘာလို့ကျွန်တော်တို့ကျွန်တော်တို့စကျွန်တော်တို့ဘောင်နဲ့ကျွန်တော်တို့မူဝါဒနဲ့ကျွန်တော်တို့ရက်တည်နေကြတယ်တောင်ပြင်းပြင်းပြည်သူလည်းသိတယ်ဝန်တိုင်းမဝပြည်သူများသားဒါနိုင်ငံရချမ်းမှနေတဲ့ပြည်သူတော်တော်များများလည်းသိပါတယ်နော်ကျွန်တော်တို့ရဲ့ရက်တည်ခြင်းနဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုပေါ့နော်ဒါကိုတည်တည်မဲ့ကျွန်တော်တို့ကိုလာပြီးတော့အပုတ်ချတယ်ဗျာနော်ဟိုအကောင်လေးတစ်ခုဖွင့်လိုက်ပါဦးအဲမှာလေး အဲအဲ့မှာအဲ့အကောင်လေးတစ်ခုကတင်းသွားတာကသူကဆက်လက်ဖော်ပြပါဘူးမြည်တယ်သူကဗောနော်ကျွန်တော်ရဲ့အကြောင်းလေးကိုနောက်ထပ်သူထပ်ဖော်ပြအောင်မှာဗောနော်အဲဟုတ်ပြီအဲ့ညီလေးကိုလည်းကျွန်တော်ရန်ကျေးဇူးတင်ပါတယ်လို့ဟိုဖော်ပြမှာဆိုရင်လည်းဖော်ပြတာတည်းလို့နော်ဟိုကျွန်တော်အနေနဲ့မြေပြင်မှာလည်းတိုက်ရိုက်ဆွေးနွေးလို့ရတယ်လို့ကျွန်တော်လည်းမျက်နှာချင်းဆိုင်ဗောနော်ဟို online ပေါ်မှာလည်းဆွေးနွေးလို့ရတယ်လို့နော်အဲဆွေးနွေးခဲ့ရင်တော့မင်းမီတွေမင်းသမားတွေတော့ခေါ်ခဲ့ဗောနော်သူ့ဘာသာနဲ့တွေ့ရအောင်ဗောနော်သူ့ဘာသာအကြောင်းကဘယ်လိုဆုံးဆိုတာသိရအောင်ဗောနော်ကျွန်တော်ဆရာတော်ကလည်းပလင်စခံပြီးသားဖြစ်တယ်နော်ကျွန်တော်တကားကြီးရိုင်းပြတဲ့တကားပါရင်ကျွန်တော်တောင်းပန်နေဆိုတယ်ဆိုတယ်ကြောက်ပါတော့အဲ့မှာဟို ကျွန်တော်ကိုကျွန်တော်တကယ်လိုရုံမှန်လို့ရှိရင်ကျွန်တော်ကို data နဲ့ချပြပါနော်ကျွန်တော် data နဲ့ချပြပါနော်ကျွန်တော်လုပ်တစ်ခုလုပ်ပြီးဆိုရင်လည်းကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်ကြိုတင်ပြောပြီးမှလုပ်တတ်တဲ့កောင်မျိုးလာနော်ကျွန်တော်ဝင်လို့ပေါ့ဗျာစစ်ပွဲတစ်ခုကိုသွားတိုက်မှဆိုရင်တော့ကြိုတင်ပြောပြီးတော့တိုက်ရင်တော့ကျွန်တော်ဒီမှာပေါ့ဗျာဟုတ်တယ်မလားရန်သူကိုကျွန်တော်အတီးမေးရတယ်မထူးဘူးလေဗျာနော်ဟိုကျွန်တော်ရဲ့အချက်မူပြောပြတာဗျဟုတ်ကဲ့ဗျာအဲ့အကောင့်တင်သွားတဲ့ကောင်လေးကျွန်တော်ပြောချင်တယ်အဲ့ညီလေးကိုကျွန်တော်ပြောချင်တယ်ဒီနေရာနေပြီးတော့ဗောနော်အဲ့မှာအကူအကြောင်းလေးဖော်ပြဦးမှဆိုရင်အဲ့မှာအကူနဲ့မင်းမမင်းမအကြောင်းတရားလေးတွေလည်း ဖော်ပြပေးပါလို့ online မှာ public ကိုတင်ပြပေးပါလို့နော်ညီလေးနော်အမှအခုဒီနေ့ကနေပဲမင်းကိုအဲ့ဒီစကားလေးပြောချင်တယ်အခုကတော့အညာသားကွာအညာသားကပဲပြောတတ်တယ်နော်အဲကျွန်တော်ပြောပြချင်တာတော့ဒီလောက်ပါပဲကျွန်တော်အထူးအနေနဲ့မှာချင်တာကတော့ဒီကျွန်တော်တို့ဒီမြန်မာရာစီချင်းစီမံနေမှာမဟုတ်ပါဘူးနော်ဒီတတိပလဲရမယ့်မှာရှိသမျှပြည်သူပြည်သူတွေအားလုံးပေါ့နော်ပြည်သူတွေရဲ့လုံခြုံမှုဘဝဆိုတာဘာမှမရှိတော့ဘူးပေါ့နော်ဒါကျွန်တော်နဲ့ကျွန်တော်ပုံဝင်ချင်မှာလည်းလမ်းမီတော့ပေါ့နော်ကျွန်တော်ကြားနေရတယ်မြင်နေရတယ်တွေ့နေရတယ်နော်လက်နဲ့ကင်ပေါ်ကတော့ချောင်းချောင်းရှိတယ်ဗျာနော်ခေါင်းစဉ်ကတော့ဒေါ်လာကြီးပေါ့ဗျာနော်အဲ့ဒါကြီးဖြစ်လာကြတယ်နော်အဲ့လိုဒီခေါင်းစဉ်တွေတက်ထားကြတယ်နော် အဲအဲ့ဒါကိုကျွန်တော်အထူးပြောချင်တယ်ဗျာအကိစားကိုပေါ့နော်ဟိုပြည်သူအတွက်ကျွန်တော်ပြောချင်းဖြစ်တယ်ဗျာအကိစားတွေကနော်ဟိုတကယ်လို့ကျွန်တော်မဟုတ်တာလုပ်ခဲ့တာရှိရင်လေကျွန်တော်ရထက်ရွာထဲမှာကျွန်တော်အယတားပြည်သူတယောက်ကိုနိုင်ငင်ခဲ့တာဆော်ကားခဲ့တာရှိရင်လေကျွန်တော်တို့မှာကျွန်တော်တို့အထက်မှာရရှိရရှိပါတယ်ဗျာနော်ကျွန်တော်တို့တိုင်ကြလို့ရပါတယ်နော်ဒီမြန်မာယူဥက္ကရာယူတိုင်ရတော့လကောင်းဟိုသူ့ရဲ့ဆက်ဆက်နေတော့လကောင်းကျွန်တော်တို့ပြည်မှုကျွန်းတော်ထားတာရှိလို့ရှိရင်တိုင်ကြလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော် ရသားပြည်သူတွေကိုလည်းကျွန်တော်ပြောချင်တယ်ကျွန်တော်မိဘပြည်သူညီကောင်မတွေပေါ့နော်အားလုံးလည်းကျွန်တော်ပြောပြချင်တယ်ဒီနေ့ကနေမှာနော်အထူးထူးမှာကျင်တာကတော့ညမာရစီကျင်းစီစီမံကိန်းကဒီရသားပြည်သူတွေပေါ့နော်ဟိုခမားတို့မှာလည်းမိသားစုစောင့်ဝင်နေတာရှိတယ်နော်မဖြစ်မနေချမ်းသာရေးသွားလာတာတွေရှိတယ်နော်အဲကြတော့အသွားလာနေတိုင်းတတိရှိကြပါနော်ဆင်ကျင်ကြပါလို့ကျွန်တော်ပြောချင်တယ်ဟုတ်ကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်ခင်ဗျာကျွန်တော်အားလုံးလည်းအရင်ကျေးဇူးတင်တယ်နော်ဒီလိုစကားပြောရတဲ့အတွက်ပေါ့နော်ကျွန်တော်တခါလေးသိမပြောရဘူးဗျာနော်ဒီလောက်လေးပဲကောင်းမယ်ထင်ပါတယ်ဗျဟုတ်ကဲ့ခုလုံးလေးကျွန်တော် အာနာရှင်ဆိုတာဟိုမင်းအောင်နိုင်မှမဟုတ်ပါဘူးကနော်အဲ့အာနာရှင်မန္တမြလွတ်အောင်ကကျွန်တော်တို့ပြည်သူတွေလွတ်မြောက်စေခြင်းနဲ့ဗျာနော်လွတ်လပ်ပြီးတရားမျှတတဲ့တရားဥပဒေစိုးမိုးမှုအောင်ပါမိသားစုဘွားတွေတိုင်းသားညီကူမော်တော်မတွေပေါ့နော်လေးတပြင်းစည်းဆိုတဲ့မိသားစုထမင်းဝိုင်းလေးကိုထာဝရအေးချမ်းစွာစားတော့စေခြင်းနဲ့ဗျာကျွန်တော်ရဲ့စိတ်ဆန္ဒပေါ့ဗျာဟုတ်ကဲ့ဗျာဟုတ်ကျေးဇူးပါဗျာဟုတ်ကဲ့ဗျာတရုတ်ကျင်းနီစီမံကိန်းရှော့တိုက်ထုံးနဲ့ပြစ်ခတ်ခံရပြီးနောက်လုပ်ငန်းယာယီရဆိုင် စကိုင်းတိုင်းရင်းမာပင်နဲ့စာလင်းကြီးမြို့နယ်ရဲ့တရုတ်နဲ့စစ်အုပ်စုပူးပေါင်းကကျင်းနီတူးနေတဲ့မြန်မာဝမ်ပေါင်နဲ့မြန်မာရန်စီကုမ္ပဏီတွေစက်တင်ဘာ28ရက်ကရှော့တိုက်တုံးလက်လက်ကြီးတွေနဲ့ပစ်ခတ်ခံရပြီးနောက်လုပ်ငန်းတွေယာယီရဆိုင်ထားတယ်လို့ဒေတာခန့်တွေကမဖူဘူးပြောပါရတယ်။ တောင်လေးဖြူကကျင်းနီတူးနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီအတွင်းကိုစက်တင်ဘာ28ရက်ကရှော့တိုက်တုံးခုနှစ်လုံးကြားရောက်ပောက်ကွဲခဲ့တာကြောင့်လုပ်ငန်းခွင်လုံခြုံရေးအတွက်ယာယီရဲနားလိုက်တာလို့ဆိုပါရယ်ဘသူဘဲဝါကထုတယ်တော့မသိဘူးကုမ္ပဏီကရန်နရားတွေဆက်တွေရက်သွားတယ်လူထိခိုက်တော့မကြဘူးအလုတ်ယုံတွေနားကြတယ်ဆိုတဲ့အတွင်းသတင်းတော့ရတယ်လို့ဒေတာခန်တူးကမဖုတ်ကိုပြောပါရယ်ရှော့တိုက်တုံးခုနှစ်လုံးခန့်ဟာတရုတ်စက်ရုံဝင်းထဲကဆဲလိုင်းတွေ ဟောဂေါ်ရီနဲ့ဆက်ကြီးပြင်အလုံယုံနာတွေကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။စစ်အုပ်စုလက်နက်ကင်တွေလုံခြုံရေးယူပေးနေတဲ့တရုတ်ကုမ္ပဏီတွေကိုဘယ်အဖွဲ့အစည်းကပိတ်ခတ်တယ်ဆိုတာတော့မသိရသေးဘူးလို့ဆိုပါတယ်။စစ်အာဏာသိမ်းပြီးနောက်ဝန်ထမ်းများပြား CDM မှာပါဝင်တာကြောင့်မြန်မာဝန်ပေါင်းကြီးနေစီမံကိန်းတွေမှာတရုတ်တွေကြီးနေမတူးနိုင်ပဲကာလကြာရှည်လုပ်ငန်းတွေရပ်နာခဲ့ရပြီး ပြီးခဲ့တဲ့လတွေအတွင်းကမှဒေတာခန်းနန်း CDN ဝန်ထမ်း3000လောက်နဲ့ပြန်လည်နေတာဖြစ်ပါတယ်။လက်ရှိမှာတရုတ်တွေကစက်ရုံဝန်ထမ်းတွေအပေါ်အခွင့်အရေးအပြည့်အဝမပေးသလိုလုံခြုံရေးအတွက်လည်းအမခန့်ချက်ပေးမထားဘူးလို့ဆိုပါတယ်။တရုတ်တွေတူဖို့ထုတ်လုပ်ထားတဲ့ဂျီနီတွေကိုစစ်အုပ်စုကစစ်တင်းမောတွေနဲ့တဲထုတ်ပေးနေပြီးဝမ်ပေါင်းလက်ပတောင်းတောင်စီမံကိန်းကဂျီနီတွေကိုစားလင်းကြီးနဲ့ထန်တော်ကြီးရွာစိတ်ကန်းကနေတဲထုတ်ကရန်စီစံပေတောင်ဂျီစင်တောင်စီမံကိန်းကထွက်ရှိတဲ့ဂျီနီတွေကိုတော့ကြောက်မြတ်တောင်ရွာစိတ်ကန်း ်ရနေတည်ဆောင်ကြတယ်လို့ဒေတာခန်တွေကပြောပါတယ်။